အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်အပေါင်းတို့ရေနှွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေနော်။ဒီကနေ့မှာတော့ဗျာဆရာမောင်ချောနယ်ရဲ့ကြပြာချို့ကိုဖတ်ပြပေးပါရစေခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြကြပါဦးနော်။ရေစီးရေဆန်ပုတ်စာချစ်တော်ကဘာကြီးရေ จิตပြီးအจิตဖြစ်နေလို့ကလည်းမဖြစ်ဘူးငွေပြီးငွေဖြစ်နေလို့ကလည်းမဖြစ်ဘူးတရပြီးရက်ကြီးဖြစ်နေလို့ကလည်းမဖြစ်ဘူးကိုယ်ကိုယ်ကိုယ်ပုံချလိုက်လို့ကလည်းမဖြစ်တန်တရာเจ้าမှာအထုပ်ပိုးပါလို့ကလည်းမဖြစ်ခစ်ကိုယ်ပုံချလိုက်လို့ကလည်းမဖြစ်မဖြစ်တာတွေကြီးပဲရင်ဆိုင်နေရာငါ့ကိုစစ်ပြုတ်နိုင်လွန်ငါဘဝမောလွှမ်းနေလေတော်တခုကို မစိုးပြေတော့ပါညင့်တွေတိတ်နဲ့လွန်းနေတယ်လူတွေစီးစင်းလွန်းနေတယ်အရာရာဟာစီးစင်းလွန်းနေတယ်ငါချစ်ခဲ့တဲ့အရာတွေအလုံးစေယုံကလေးမော်ရောက်ကုန်ကြပြီပညာရှိသူခမိန်ရဲ့သူယုရဲ့ကလေးရဲ့အမှုပညာရှင်ရဲ့ခေါ်ပေးကြပါအသက်ရှင်နေ၍ငါ့ကိုချစ်ကြပါငါဟာ ကိုယ်ကောက်တဲ့လမ်းများကို ဖြောင်းတန်းစွာရှောက်လန်းခဲ့သူတူပါ မောင်ချောနယ်နေ့စဉ်စည်ရင်စရာအတန်ရဲ့ခိုးငွေတွေဝေ့ပြန်တဲ့လို့ဘယ်လိုတည်ဆောင်သွားရမလဲဒီလိုပဲတည်ဆောင်သွားရမှာပဲစောက်တီရမရအောင်ပဲတိုက်စားလွန်ကြတယ်သေးနေတဲ့ဝိညာဉ်တွေပါလာကြတယ် ူတို့ကကလအုပ်ခွာရဲ့ဒိုင်နိုဆောအသားဟင်းရဲ့စားကြတယ်။ငါကဘာလို့မှမသိကပားကြီးကိုမြင်ခဲ့ရတယ်။တေကောင်ပေါင်းလဲနေရတွေပါလား။တစားလာအော်မြည်နေကြတယ်။မြေဝတ်ငှက်ကလေးတွေမြေမာဝတ်နေကြတယ်။ဘယ်လိုကြီးစိုးမှုကြီးတွေလဲကွယ်။ပျော်ရွှင်ခြင်းဆိုတာကိုမိကုံးတစ်ခုလို့မေ့နေရမလို့ပဲ။နှုံညံ့နဲ့ ဣဆက်တဲ့ဝိတ္တဇာလိုခြင်းမီငါရလို့ကြားလို့မီ ကြည်လင်တန်ရှင်းသောအတန်တတန်ဂိုင်းများဂိုင်းနာနေ့ရက်များသာရောက်လာစွန့်ထွက်တန်ဖိုးတီအိုရီတွေဘယ်မှာလဲကွယ်ပြာစရာမောင်ချောຫນွယ်